လေချောင်းတိုက်ခိုက်မှုတွေဒုခွင့်ရေးချိုးဖောက်မှုတွေကြောင့်မြန်မာနိုင်ငံဟာဖျော်ဖျက်ဖြစ်နေခြင်းလာမဲလာမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်စရာလမ်းမရှိဘူးလို့ကုလသမဂ္ဂလူခွင့်ရေးကြီးကဲဗော်တာတက်ကပြောပါရယ်မြမရေးဟာကံမကောင်းစွာနဲ့ပဲမီဒီယာတွေရဲ့လေးထားဖို့ပြမှုကိုမရရှိသလိုမြမပြည်သူတွေဟာဒုက္ခရောက်နေပါတယ်လို့ဂျနီဗာမြို့တော်မှာပြုလုပ်တဲ့အင်တာဗျူးမှာကုလသမဂ္ဂလူခွင့်ရေးမဟာမင်းကြီးဗော်ကာတက်ကဆိုပါတယ် စံကျင်သူတွေဖမ်းဆီးခံရပြီးတရင်နောက်တွေတပ်ဖြတ်ခံရကအရက်သားတွေလေးချောင်းတိုက်ခိုက်ခံနေရပြီးပြည်ရင်းစစ်အထူးသဖြင့်ရခိုင်ပြည်နယ်မှာစစ်ဖြစ်နေတယ်လို့၎င်းကဆက်ပြောပါရယ်။တိုင်းပြည်ရဲ့နယ်မြေတွေကိုဘသူမှအသာစီးနဲ့မထိန်ချုပ်နိုင်ပဲစစ်တပ်ကပြည်ပခါမှာပါဝင်နေပြီးကိုပြည်သူကိုနှစ်ချီဖိနှိပ်နေတာကြောင့်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့ဘသူကပြောမှလဲလို့သူကမေးခွန်းထုတ်ပါရယ်။ဒီမိုကရေစီပြရုပ်တော်ဆန်းစုကြည်ကိုဖျောက်ချပြီး အချင်းချက NLD ပါတီဖျက်သိမ်းလိုက်တာကြောင့်စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာတရားဝင်မှုမရှိဘူးလို့လူခွင့်ရေးဖွဲ့တွေကပြောပါရဲ NLD ပါတီတောင်မျိုးကမ်းမျိုးအနိုင်ရရှိခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမာမှုရှိတယ်လို့ဆိုပြီးစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်အာဏာသိမ်းမှုနောက်ပိုင်းပြည်ရင်းစစ်အရှိန်မြင့်လာခဲ့ကစစ်ကောင်မရှင်ဟာနယ်မြေများစွာကိုတွန်လိုင်းတပ်ဖွဲ့တွေနဲ့အင်အားကြီးမားတဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေစီလက်လွတ်ခဲ့ရပါတယ် ထိန်းချုပ်နယ်မြေတွေမှာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုကျင်းပကွင့်ပိတ်ပင်မယ်လို့တောင်လိုင်းတပ်ဖွဲ့တွေကပြောပါတယ်။မြေမြုပ်မိုင်းတလုံးပောက်ကွဲမှုမှာထိုင်းတပ်ဖွဲ့တွေတရားရပြီးနောက်ကမ္ဘောဒီးယားနဲ့ငင်းချိုင်းသဘောတူညီချက်အကောင့်ထဲပေါ်နေမှုကိုရပ်ဆိုင်းလိုက်ကြောင်းထိုင်းဝန်ကြီးချုပ်အနုတင် ချမ်ပီရန်ကူကပြောပါတယ်။ ထိုင်းနိုင်ငံကမော်ရီးယားဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုတက်သေးထားပြီးပြီးခဲ့တဲ့လအတွင်းပြည်ခတ်ရဲစဲရေးကိုလက်မှတ်ရေးထိုးခဲ့တာပါထိုင်းနိုင်ငံရှေ့မြောက်ပိုင်းစီစာကပ်ပြည်နယ်ရှိနယ်စပ်ဧရိယာတစ်ခုမှာတနင်္လာနေ့မနက်ပိုင်းကမြေမြုံပိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့လို့စစ်သားနှုတ်ဒဏ်ရာရရှိခဲ့ပြီးတဦးကခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ထိုင်းစစ်တပ်ကပြောပါရယ်မြေမြုံပိုင်းပေါက်ကွဲမှုဖြစ်စဉ်ဟာမျိုးသားလုံခြုံရေးအတွက်ရန်လိုမှုရောမသွားတာကိုပြသတာလို့အနုတင်ကသတင်းထောက်တွေကိုပြောပါရယ် အခြေအနေကိုရှင်းပြချိန်ထိငင်းချင်းသဘောတူညီချက် ဖော်ဆောင်မှုကိုရပ်ဆိုင်းမယ်လို့ထိုင်းနိုင်ငံကပြောပေမဲ့ကမ္ဘောဒီးယားဆိုရကတော့တုံ့ပြန်မှုမပေးသေးပါဘူးဇူလိုင်လအတွင်းလူသေဆုံးမှုတွေရှိခဲ့တဲ့တိုက်ပွဲတွေရက်နဲ့ချီကျအောင် ဖြစ်ပွားပြီးနောက်မလေးရှားနိုင်ငံမှာဒေါ်နယ်ထရန့်ရဲ့ဂျာဝင်ဖြန့်ဖြေးမှုနဲ့နှစ်နိုင်ငံစလုံးကငင်းချင်းစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ငင်းချင်းသဘောတူညီချက်အရနှစ်နိုင်ငံစလုံးကနေဆက်ဒေတာကနေလက်နက်ကြီးတွေရုပ်သိမ်းကမိုင်းရှင်းလင်းရေးမှာပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်